စားလုပ်ငန်းများကိုကျပ်သိန်း9000မှ10000ဝက်ထိတိုးမြှင့်ထုတ်ချေးရေးဆွေးနွေးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စီစားလုပ်ငန်းများကိုကြက်သိန်း9000ကနေ10000ဝက်ထိတိုးမြင့်ထုတ်ချေရှိဆွေးနွေးနေတယ်လို့စီစားလုပ်ငန်းများဖွံ့ဖြိုးရေးချင်းငွေစီမံခန့်ခွဲမှုအဖွဲ့ရဲ့အစည်းအဝေးဆွေးနွေးချက်အရသိရပါတယ်။ပြည်တွင်းမှာထုတ်လုပ်နေတဲ့စီစားလုပ်ငန်းတွေကို အများဆုံးချင်းငွေကြက်သိန်း3000ချေပေးရှာကနေ3900ဝက်ထိထုတ်ချေနိုင်ဖို့နဲ့ကုမ္ပဏီအစုအဖွဲ့တွေစီစားအကြီးတွေဆက်အစ်တီဆောင်ထားတိုးချဲ့တက်စင်ထားတွေအတွက်ငွေကြက်သိန်း1000ဝက်ထိ သုံးမြင့်ထုတ်ချေးဖို့ဆွေးနွေးနေတယ်လို့ဆိုပါတယ်စီစားလုပ်ငန်းတွေကိုနိုင်ငံပိုင်ဘဏ်တွေဖြစ်တဲ့မြမစီးပွားရေးဘဏ်၊မြမလဲယာဖွံ့ဖြိုးရေးဘဏ်အပြင်ပုဂ္ဂလိကဘဏ်တွေပါဝင်ဆောင်ရွက်ချေးပေးနိုင်ရှိကိုလည်းဆွံ့ရွေးနေတယ်လို့လည်းသိရပါတယ်ရှင်။